မင်္ဂလာပါကိုကိုမမတို့ရဲ့အတုံးလေးရဲ့ရန်ကုန်အော်ဒီဘို့ချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါရနော်ရေခါမတုံးလေးဆက်ပြီးမဲ့ဇလန်လေးကတော့တားမြစ်ထားရဲ့နေရာမှာကိုလွန်ဆန်းပြီးကိုရဲ့အခြေဆုံးစနင်းရဲ့ညမအပေါ်မှာအဖြစ်တင်မှန်းသိရမယ်စိတ်ဝင်စားသွားတဲ့ခေတ္တိုးနဲ့ကိုမမရဲ့ယောက်ျားကမှမသိစိတ်ကတောင်းတနေမိတဲ့ခင်မတို့ရဲ့မဖြစ်တဲ့ရာမှုဖြစ်မလာအောင်ဆောင်နေကြရင်ပဲလေကညမကပါမြင့်တသာပေးပြီးတလူလူဦးရံမြို့သိထားတဲ့ဇန်နာတွေကိုကောင်းတဲ့ဖို့ဖြစ်လာတဲ့ခါမှာတော့ အထွေကြောင့်ရစ်ချက်တဲ့ခဲကိုနဲ့အရှင်နှမလောက်ကိုတကယ်ကိုလှပနေတဲ့ခဲမလေးတို့ရဲ့မဖြစ်တဲ့စည်းကိုဘလိုမျိုးပုံစံနဲ့ဖျက်ချော်သွားကြမလဲဆိုတာကိုအကောင်းဆုံးတည်ဆက်ပေးမယ်။အကဲပိုတဲ့ခဲကိုဆွေဇလန်းကိုတော့ဝတ်တော်နဲ့တူတူအဆုံးထီအောင်လိုက်ပါကြည့်ရှုပြီးအားရပါရအပေးကြပါအောင်ရှင်။ရန်ကုန်မြို့ရဲ့ကိုပြင်းတဲ့နေရာအောက်မှာနေစဉ်ဘွားကိုရိုးသောသောရုံးကန်နေတဲ့သူကတော့ မောင်စောဆိုတဲ့အသက်30ရွယ်တစီမောင်းတဲ့မျိုးသားတူဖြစ်ပါတယ်။မောင်စောဟာတစီကားဟောင်းလေးတစ်စီးကိုမောင်းနေရင်မျိုးပြရဲ့လမ်းမများပေါ်မှာရှင်သန်နေခဲ့တဲ့သူပါ။သူ့ရဲ့ရုပ်ရည်ကခန်းညာပြီးဖြူစင်တဲ့မျက်နှာရှိပေမဲ့ဘဝရဲ့အခက်အခဲများကြောင့်စိတ်ထဲကြံ့ခိုင်တဲ့တူဖြစ်ပါတယ်။သူဟာမျိုးသားယူဆမှုကိုသာအားထားပြီးဘဝကိုအကောင်းဆုံးဖန်တီးနေခဲ့ပြီးတနည်းထားရငွေတဲမှာမိမယူတဲ့ကအစီမျိုးဆိုတဲ့ရွေးချယ်ချက်နဲ့ရသမြကိုစူးစမ်းရင်လူမျိုးကြီးဘဝနဲ့ယူသားသာအထူးကြံနေတဲ့သူတယောက်ပါ။ ။တနေ့မှာတော့နမ်မကြီး marketing company တကူကမန်နေဂျာဖြစ်သူခင်းသားဆိုရဲ့မြို့သူကြော်လေးတကူကမောင်စိုးရဲ့တစီကိုငှားစီခဲ့ပါတယ်။ခင်းသားဟာတက်20ဆနစ်ရှိပြီးတမရဲ့တင်မေကအလုတ်ကင်တဲ့လက်ဖက်ကြီးစာပြက်သားတဲ့ fashion တွေကိုဝတ်ဆင်တတ်ပြီးရုပ်ချင်မှုပြည့်ရှိရဲ့အပြုံးတွေကိုပိုင်ဆိုင်ထားတဲ့တောက်ပါ။အလုတ်ကိစ္စနဲ့ကောင်းကားစီရင်မောင်စိုးရဲ့ရင်မနဲ့စကားပြောဆိုဟန်နဲ့တာနာတည့်ရမှုကြောင့်မကြာခဏကောင်းကားပြီးစီးရကနေခင်မင်လာခဲ့ပါတယ်။ ခင်းလီယာရဲ့တက်လက်တဲ့ကိုဟန်မူရနဲ့အချိန်ကုန်လေးစားတဲ့အချိန်ကတည်းကမောင်စော့ကိုလည်းအထူးပဲဆက်ဆောင်နိုင်ခဲ့ပါတယ်။ခင်းလီယာဟာလောက်တောင်ဝင်များကြောင့်မောင်စော့ရဲ့တက်စီကိုပဲနေ့စဉ်လိုလိုအမြဲတမ်းငှားစီရကနေသူတို့နှစ်ဦးဟာတက်စီကားလေးထဲမှာပဲဘဝကြောင့်အလောက်ချောင်းလေးကိုပွင့်လင်းလင်းစတင်ပြုဆိုကြရင်ရင်းနှီးမှုတွေအဆင့်တလာခဲ့ကြပြီ။ခင်းလီယာရဲ့ဉာဏ်ရည်ထက်မြတ်မှုနဲ့မောင်စော့ရဲ့ယူသားတဲ့ကြိုးစားမှုတွေဟာတယောက်နဲ့တယောက်ပြန်လည်လေးစားမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။ အချိန်လေးကြာလာတဲ့အခါတော်တော်နူကြားကရှင်တဲ့ဘူးခါအချစ်ဆိုတဲ့နန်းမိတ်ကိုစတင်ဖျက်ကျော်ခဲ့ပါပြီ။မောင်စောဟာသူမရဲ့ပြသတဲ့ပုံစံနဲ့အလုံးပေါ်ထားတဲ့စိတ်ရထက်သန်မှုကိုအယူမှုချစ်မိသွားပြီ။ခင်းသီးကကလည်းမောင်စောရဲ့ယူသားမှုနှေးထီးတဲ့ပြူဆိုင်မှုနဲ့တည်တည်တဲ့စိတ်ဓာတ်ကိုပြေဝါယုံကြည်ခဲ့ပြီးတိတ်ခင်ညာဦးပိုင်းရန်ကုန်မြို့ရဲ့စဉံတန်များအောင်မှာမောင်စောဟာသူမကိုအပြန်လိုက်ပို့ရင်ချစ်တဲ့အကြောင်းဖွေးဟောင်းဝန်ခံလိုက်တဲ့ကားမှာတော့ ခီးသီးအားကလည်းပြတ်သွားတဲ့မန်နေဂျာမလေးဘွားကိုခဏတာမေးရောပြီးသူမနှလုံးသားရဲ့ခံစားမှုကိုဦးစားပေးလိုက်တဲ့အခါမမျော်လင့်မဲသူတို့နှစ်ယောက်ချစ်သူဘွားကိုရောက်ရှိသွားပါတော့တယ်ရှင်။သူတို့နှစ်ယောက်ဟာအနောက်ဘက်မှရှိပဲရိုးသားတဲ့ချစ်သူဘွားမှာအနာကက်တဲ့မိကိုကြိုးစားရှောင်ပေးကြရင်ချစ်သူတန်တန်းနဲ့ကြောကြားလာတဲ့တောင်မှာတော့မောင်စုံနဲ့ခီးသီးအားတို့နှုတ်သဘောတို့လက်ထပ်ပေါ်ဆုံးဖြတ်ခဲ့ကြပါတယ်။သူတို့ဟာခန္ဓာရဲ့မင်္ဂလာပွဲမျိုးမလုပ်ဘဲတရားရုံးမှာလက်မှတ်ထိုးလိုက်ကြကရံကမြို့ဆောင်ကစီးတဲ့နီးရဲ့တိုက်ခန်းဟောင်းလေးတစ်ခုကိုငှားရမ်းပြီ ရုပ်ရှင်နဲ့ဘဝတစ်ခုကိုတူတူစတင်ခဲ့ကြပါတယ်။မမျော်လင့်မဲ့ချစ်သူနဲ့ဆုံသီးရတဲ့ခင်သီးတာနဲ့လူပြိုကြီးဘဝကိုတခန့်ရက်လိုက်ပြီးဒီကနေ့ညမှာတော့သူတို့နှစ်ယောက်ရဲ့အိမ်တော်သေးဆိုရဲ့ဘဝလေးကိုချစ်ကြပြီးအဆပ်လိုက်တဲ့မင်္ဂလာဥခိုင်တံပဲဖြစ်ပါတော့တယ်။စီကားတိုက်မြတဲ့ပက္ကသနာတွေမပါပဲနှူးသဘောသူလက်ထက်လိုက်ကြရင်ပဲနှစ်ယောက်လုံးရဲ့ရှင်နှမ်းမှာတိမ်ငယ်မှုရှိကြပဲမိင်္ဂလာဦးရဲ့ပထမဆုံးညအချိန်တွေ ကိုစီရင်ခုံရင်ဆစ်လို့ရှားနေခဲ့ကြရမယ်ခင်ဗျာကတော့မောင်စောကိုပြေဝါပုံရပြီးသူမရဲ့ချစ်ချင်းမြတ်တာကိုပြတ်သားဖို့အဆင်သင့်ဖြစ်နေခဲ့ပါပြီမောင်စောကလည်းသူမရဲ့ဆန္ဒကိုနားလည်ပြီးသူတို့ရဲ့ရုပ်ရှင်နဲ့ခံနေတယ်မှာပဲချစ်ချင်းမြတ်တာရဲ့အချို့တွေကိုတူတူဖန်တီးဖို့အတွက်သူမရဲ့လှပတဲ့ပြုံမှုအောက်မှာရှိဝေစာငေးမောနေမိပါတယ်အချိန်ငယ်ဆိုလိုပဲရန်ကုန်မြို့စွန်းရဲ့ထုံးစံအတိုင်းညာဦးရန်ရဲ့အစာမီမှာမိပြတ်သွားတော့ခင်ဗျာလည်းအနေငယ်ကြောင်းတဲ့ပုံစံနဲ့မောင်စောနောက်ကိုတိုးကလာလာကြောင်း မောင်စုံလေးချင်းဆွဲမနေတော့ပဲသူ့မကိုနေသေးစာကြည့်လိုက်ရင်သူတို့ရဲ့အိတ်ကလေးစီကိုအတူလျှောက်သားကအသစ်ဆက်အင်းတော်တွေတို့ရဲ့ဘဝအစကို အားရပါးရနေကြပြုတ်ပြီးတော့မှနန်းနာစာနဲ့နှူးစာအိမ်မောကြလို့သွားပါတော့တယ်ခီတင်စာထွက်တော်ညီမချင်းနဲ့ပြင်နေတဲ့ဒီညာလေးဟာသူတို့ရဲ့အချစ်ခီးတဲမမေ့နိုင်စရာအမှတ်ရတစ်ခုဖြစ်မမေ့ရရှိလိုက်တဲ့နေလေးလေးဖြစ်လို့သွားပါပြီဒီလိုနဲ့ရေခေါင်ကျင်းနူးစရာတွေပြည့်နေတဲ့မိလာရကိုဖျက်ကျော်ပြီးနောက်နေ့ဒီမှာတော့မောင်စုံအလုပ်တွေကိုပို့ပြီးစူးစမ်းခဲ့သလို ခင်းသီးသားကလည်းမန်နေဂျာလို့ကိုအအောင်ဆက်လုပ်ကြရင်သူတို့နှုတ်ရဲ့နာဂတ်ဘဝတမောကိုတွတ်တုံမြင့်တင်ခဲ့ကြပါရယ်။ဒါကြောင့်မို့လဲသူတို့ရဲ့နေစဉ်ဘဝမှာချစ်ချင်းမြတ်တာရင်းနဲ့ပြည့်နေနေပြီ။တရားနဲ့တရားပြည့်ဝနားလည်ခဲ့ကြရတဲ့အတွက်သူတို့ရဲ့ရိုးသားတဲ့အင်တော်ကြီးခီးဟာပျော်ရွှင်စရာကောင်းဆုံးဖြစ်ခဲ့ကြပါရယ်။တိုင်းမလေးဆောင်းလောက်လောက်ကြတဲ့အခါမှာတော့သူတို့နှုတ်ရဲ့ပျော်ရွှင်တဲ့ဘဝလေးတွေကိုမုံတိုင်းတစ်ခုအဖြစ်မထင်မှတ်ပဲဝင်ရောက်လာတဲ့အရာကတော့ခင်ဗျာရဲ့ညီမဖြစ်သူမြတ်မြဆွေကောင်မလေးကြောက်ပါ တရမှာခင်ဒီတိုင်းညမဖြစ်သူမြမများဆိုရဲ့ကောင်မလေးကဂျမစာတန်းတက်ဖို့အတွက်ရန်ကုန်ကိုရောက်ရှိလာခဲ့ပါတယ်။ဒါကပဲဝတ်တော်ရခုတင်ဆက်ပေးနေရဲ့မောင်စောချစ်တဲ့မြဆိုရဲ့ဇလန်းကဖြစ်ပေါ်လာခဲ့တာပါရှင်။ဇလန်းလေးကိုပြဆက်ရမယ်ဆိုရင်မြမဟာတက်တဆယ်ရွယ်သားရှိသေးပြီးအမဖြစ်သူခင်ဒီတာထက်ပိုပြီးချစ်ဖို့ကောင်းကဆွေးဆောင်မှုရှိရဲ့အလှကိုပိုင်ဆိုင်ထားတဲ့သူပါနော်။သူမရဲ့မျိုးဝတ်များကကလေးစံနဲ့နူးညံ့မှုနဲ့ခင်လူငယ်စံနဲ့လှုပ်ဝဲစံညံ့မှုတွေရှင်းတော့နေခဲ့ပြီး သူမရဲ့ပွင့်လင်းတဲ့ပြုံးလေးဟာမောင်စိုးရဲ့နှလုံးသားကိုစတင်လှုပ်ခဲစေခဲ့ပါတယ်။ညံ့ရရဲ့ပုံစံကခေတ္တသားတို့ပြတ်တားမှုရှိပဲရှက်ယွန်းတက်ပြီးချစ်စရာကောင်းတဲ့တုံးမို့မောင်ဆက်တတော်မတူညီတဲ့ခံစားမှုတစ်ခုကိုမြင့်တိခဲ့ရတာပါညံ့ရရောက်လာစမှာမောင်ဆောင်ဟာညီမလေးတစ်ယောက်လိုသာရိုးသားသာသဘောထားခဲ့ပါတယ်သတိနဲ့ခေတ္တသားရဲ့မှားကြားချက်အတိုင်းမောင်ဆောင်ဟာသူ့ရဲ့တစီကားဟောင်းလေးနဲ့ညံ့ရကိုတနန်းချိုဖို့လုပ်ပေးခဲ့ပါတယ်ဒီလိုမျိုးအနေနဲ့လိုတူတူသွားလာရတာကြောင့်တတော်နှူးကတစ်ပြေးချင်းရင်းနှီးမှုတွေတွန်းလာခဲ့ရပါတယ် ညမြဟာမောင်စောရဲ့ရွေးသားမှုနဲ့နှွေထွေးရဲ့စကားလုံးတွေကိုသဘောကျခဲ့ပြီးမောင်စောဟာလည်းမြရဲ့ချစ်စွယ်ပဲပြည်မှုတွေအောက်မှာယောက်ျားတယောက်ရဲ့တောင်းတမှုတွေစတင်ခံစားလာခဲ့ရပါပြီ။မောင်စောဟာခေတီတိုင်းရဲ့ယောက်ျားဖြစ်တဲ့ဆိုရစီကိုသိရင်ပဲညမြရဲ့အနာနာမှာနေရတဲ့အခါမဖြစ်စတဲ့ရခုံတန်းတွေဟာပိုပြီးကြေလောင်လာခဲ့ပါတယ်။တခါလေမောင်စောဟာတစီမောင်းပြီးလို့ညဘက်အိမ်မြောက်တဲ့အခါဘီယာနှဲငယ်တောက်ပြီးအာယုန်တွေလွတ်ထွက်နေတဲ့အချိန်မျိုးဆိုရင်ညမြကိုရွေးသားတဲ့စကားလုံးတွေအပြင်စကားလုံးချင်းချင်းတွေပါစောင့်တော့တက်ပါသေးရဲ့နော်။အဲ့ဒီခါမျိုးမှလည်း ညမကသူမရဲ့မျက်နှာကိုချက်ရုံစာငုံထားပြီးမဲ့သူမရဲ့နှလုံးသားမှာတော့မောင်စိုးရဲ့စကားလုံးတွေကအချစ်ရဲ့ရတာတမျိုးလိုခံစားမိပြီးတိတိစိတ်ကျဉ်တဲ့နေတတ်ပါတယ်။အချင်းချလာနဲ့မြမောင်စိုးနဲ့မျက်မျှတွေရဲ့ဆက်ဆံရေးဟာမောင်နာမလည်းမဟုတ်ချစ်သူလည်းမဟုတ်တဲ့ပြောမနာဆိုမနာလှုပ်ဝဲနေတဲ့မိကိုရောက်ရှိလာခဲ့ကြပြီးသူတို့နှလုံးစလုံးဟာခဲုံနေခဲမဆိုရဲ့စီကြားကနေတယောက်ကိုတယောက်တိတ်ဆိတ်စွာရဲခုံးလို့နေပါပြီ။တခါလူတွေမှာမျိုးလုံးချင်းစုံပြီးတဲ့အခါမောင်စိုးရဲ့မျိုးလုံးထဲမှာတားမြစ်ထားတဲ့ဆန္ဒတွေကလင်းလက်နေသလို မြန်မာရဲ့မျိုးဝန်းထဲမှာလည်းရေခုံမှုနဲ့ပြစ်ရှိရဲ့စနားတွေကတုတ်ပြန်လို့နေခဲ့ပါတယ်။ဒီလိုနဲ့တရမှာတော့ခင်းသီးတာဟာပြည်ဦးလီမြို့ကလောကိစားနဲ့နှစ်ရက်တာခီးသွားဖို့ဖြစ်လာခဲ့ပါတော့တယ်။စနေဖြစ်သူခင်တီတာကခင်မသားကတုံမရဲ့ယောက်ျားဖြစ်တဲ့မောင်စော့ကိုတုံမရဲ့ညီမလေးတွေတင်တဲ့အကျိုးပုံအစားအသောက်နဲ့ချားရများအလုံးကိုစိတ်ချစာမှာသားခဲ့ပြီးတုံမရဲ့လှုပ်တဲ့ခီးခတ်သွားတဲ့အချိန်မှာတော့သင်းတော်တားမဆက်တဲ့အိမ်နောက်တဲ့မောင်စော့နဲ့အပြူရိုင်းမာတွေများတို့နှူးတာကြံခဲ့ပါတော့တယ်။ ဒါကြောင့်မို့လဲမောင်စောတရားဘလို့ပဲသူ့ရဲ့စိတ်တွေကဖိအားပေးနေမယ်မြမြကိုညီမလေးတယောက်လိုစောင့်ရှောက်မယ်လို့ဆုံးဖြတ်ရချထားလိုက်ပြီးမြမြနဲ့လည်းတက်နိုင်ဆုံးမဆုံးဖြတ်အောင်နေဖို့ဆုံးဖြတ်လိုက်ပါတယ်မောင်စောကဇနီးဖြစ်သူကိုကားကြီးကိုလိုက်ပို့ပြီးတာနဲ့သူ့ရဲ့တဏိတာလို့ဖြစ်တဲ့တက်စီဆဲတာနဲ့ပဲချင်းကုန်နေခဲ့ပြီးမြမြအကြောင်းကိုလည်းမတွေးမိအောင်ထိန်ခဲ့ပါတယ်တိုင်းမလေးညနေပိုင်းမြမြကိုတန်းတန်းခါနေသွားကြပြီးပြန်လာတဲ့အချိန်မှာသူ့ရဲ့စိတ်တွေကတော်လေးကိုလေးလံနေခဲ့သလိုမြမြရဲ့စိတ်ထဲမှာလည်းလွတ်လပ်မှုကိုခံစားရသလိုဖြစ်နေခဲ့တာကို သူကသတိထားမိလိုက်ပါတယ်။ညရောက်တဲ့အခါမှာတော့တိုက်ခန်းလေးဟာသူတို့နှူးသာရှိနေတာမို့တားမြစ်ထားတဲ့စိတ်ကံစားမှုတွေကိုချိုးပြချင်တဲ့ခံစားမှုတွေကလှမ်းမိုးလာခဲ့ပါတယ်။မောင်စောင်ရမမြောက်ကိုသူ့ရဲ့ဇနီးကိုတစ္ဆာဖောက်ရရောက်မဲဆိုရဲ့အသိစိတ်ကိုအပြင်းထန်ညှဉ်းဆန်းခဲ့ရင်မြန်မြရဲ့နူးညံ့တဲ့လာနဲ့ပွေလင်းနေရဲ့ပြောဆိုတွေကသူ့ရဲ့ယောက်ျားမနာကိုမကြောက်ခဏဆလိုနိုင်ရလို့နေပါပြီ။ဒီလိုနဲ့ညံ့တာစားပြီးလို့မြန်မြကထမင်းပိုင်းကိုတိန်နေလို့မောင်စောကအေကန်ထဲမှာတီဝီကြီးကသူ့ရဲ့စိတ်ကိုဖြေလျှော့လို့နေပေမဲ့ ခဏနေတော့မြတ်ကရောက်လာပြီးသူ့ရဲ့ဘေးနားမှာဝေထိုင်ပြီးမောင်စော့ရဲ့အလုပ်ကြောင်းတွေနဲ့သူ့မရဲ့တန်တန်းကြောင်းတွေကိုစကားပြောကအချိန်ဖြုန်းနေခဲ့ကြပါတယ်။မြတ်မြရဲ့စကားလုံးတွေကနုညံ့နေခဲ့ရင်ပဲမောင်စော့ရဲ့ရင်ထဲမှာတော့ပူနေလို့နေခဲ့ပါတယ်။ဒါကြောင့်မဲခဏနေတော့မောင်စော့ကမြတ်မြရဲ့မျက်နှာကိုပြင်းပြစွာစိုက်ကြည့်လိုက်ပြီးသူ့ရဲ့အသိစိတ်ကိုနောက်ဆုံးချိန်ညှင်းဆန်လိုက်ပါတယ်။မောင်စိုးရဲ့မျိုးဝတ်များကခဲမလေးပေါ်ထားတဲ့ယောက်ျားတယောက်ရဲ့တောင်းတမှုကိုပုလင်းဆောင်ဖော်ပြလိုက်တဲ့အခါညံ့မြဟာလေသူ့မရဲ့အမကိုမိကျော်လိုက်ပြီး မောင်စောရဲ့ဆန္ဒကိုအပြည့်ရှိရဲ့ရေခုံမျိုးနဲ့တုတ်ပြန်ခဲ့ပါတယ်။မောင်စောဟာချက်ကျင်နေတဲ့စီကြိုင်ပါတအုပ်ဖြစ်ခဲ့တယ်လို့ချစ်ချင်းမြတ်တာမှလည်းသူမရဲ့နှလုံးသားကိုကြားကျင်စာရရှိလို့သွားပါပြီ။သူမရဲ့လက်ပါလေးကိုမောင်စောကဆုပ်ကန်လိုက်တဲ့အခါမြတ်မြတ်ဟာသူ့ရဲ့ရေခုံနဲ့ကိုရောကြီးမှုမျိုးနဲ့တိုးဝင်လာခဲ့ပါတော့တယ်နော်။ခဏတာဆိုတဲ့အခိုက်တန်းမှာသူတော်စင်မဟုတ်တဲ့မောင်စောတရားအသိစိတ်တွေကိုဆန့်ကျင်လိုက်ပြီးသူမရဲ့နားကိုကပ်ပြီးမြတ်မြတ်ဒီညတော့နေ့မှာကိုမေးထားလိုက်ပါနော်။ ီညဟာကိုရိုနီယောက်တည်းရဲ့လှုပ်ဝှက်ချက်တစ်ခုဖြစ်ထားကြရအောင်လို့ပြောလိုက်တော့မြမြကလည်းရှက်ပြုံးလေးပြုံးပြီးကောင်းကြီးလိုက်ပါတော့တယ်။သူတို့နှူးကတားမြစ်ထားတဲ့ချက်ချင်းကိုနှူးသဘောတူကြည့်ဦးစားလက်ခံလိုက်ပြီးတိုက်ခန်းဟောင်းလေးရဲ့မောင်းမိုက်လေးရဲ့ခန်းတင်မှာအပြည့်ရှိရဲ့ညသာကိုဘယ်လိုမျိုးစတင်မိစမ်းပြီးဘယ်လိုမျိုးစသုံးကြမလဲဆိုတာကိုတော့အခုဗီဒီယိုကိုကြည့်နေရဲကိုကောင်မတို့ကပဲစိတ်တန်းကြစိတ်ကိုရင်ဖန်တီးပြီးဒီဇလန်လေးကိုနှီးကုန်းချုပ်ပေးလိုက်ပါတော့နော်။ဟုတ်ကဲ့ပါရှင်ဝတ်တော့ရဲ့ဒီကနေ့ဒီဆံမှုကိုတော့ဒီနေရာမှာပဲရနာခွင့်ပြုပါရှင်။ ။နောက်နေ့ဒီမှာလေကိုကောင်မတို့ကြိုက်တွေ့စေမဲ့အခြေစလာကောင်းလေးတွေကိုပုံမှန်တစ်ဆက်ပေးမှာဖြစ်လို့မတော့ရဲ့ရန်ကုန် Audio Channel လေးကိုလည်းတိုးတိုးတိတိနဲ့ Subscribe လုပ်ခဲ့ကြပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။